အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နိုဝင်ဘာ20ရက်နေ့9ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်အောင်ပါအခုဒီတစ်ခါကတော့ဩစတြေးလျနဲ့တောင်းချမ်းနေပြီပေါ့နော်မွတ်စလင် sorry this is sorry မွတ်စလင်အရင်းနဲ့ပတ်သက်ပြီးမှဩစတြေးလျရဲ့စွတ်တော်တွေမှာလည်းတောင်းချမ်းနေပြီကျွန်တော်မနေ့ညကလည်း US မှာ Donald Trump က မွတ်စလင်ဘရာဒဟုဒ်တွေကိုအချမ်းဖက်အဖွဲ့ဖြစ်ကျင်ညာဖို့ပြင်ဆင်ထားတဲ့အကြောင်းကိုကျွန်တော်တို့ကအစွန်းနေထားအခု US မှာပေါ့နော် US မှာလည်း US နဲ့လူဖြူလူကြားတွေကနဲ့မွတ်စလင်တွေရဲ့ပြဿနာကရှိသေးတယ်မနေ့ကကျွန်တော်ရဲ့ YouTube ဗီဒီယိုကိုမကြည့်သေးဘူးဆိုတော့တွားကြည့်ပါမွတ်စလင်ပြဿနာဒီတစ်ခါကလည်းအော်စီမှာလည်းတောင်းချမ်းနေပြီပေါ့ အော်စီဂျင်လွှတ်တော်ထဲမှာဘာရင်းဖြစ်ခဲ့လဲဆိုကျွန်တော်တို့ဗီဒီယိုပြမယ်။ပြပြီးနောက်ပိုင်းမှာပဲဒီကိစ္စနဲ့ပတ်သက်ပြီးမှအဆွေးနွေးကြည့်အောင်။ကျွန်တော်ဘာမှမပြောခင်လေးမှာဒီကိစ္စကိုလုံးဝဘာသာရေးလူမျိုးရေးနဲ့ဘာမှမဆိုင်ဘူး။တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေကိုကျွန်တော်တို့ကတင်ဆက်တာပါ။မွတ်စလင်မုန်တီးရဲတို့မွတ်စလင်ကိုတာဂက်ပြီးမှလောက်တာတိုက်ခိုက်တာမျိုးလုံးဝမဟုတ်ဘူးဆိုတော့တည်စေခြင်းနဲ့နော်။ တကယ်ဖြစ်ပျက်ကြီးတကယ်ဖြစ်နေတာကြီးကိုကျွန်တော်ကတင်းဆက်ဆွေးနွေးနေတာ reality ကိုတကယ်ကပြောတာပါလုံးဝဝါဒဖြန့်ချေရေးမွတ်စလင်မုန်တီးရေးကိုလုံးဝမပြောဘူးဆိုတာကိုတော့ကြီးရှုသူမွတ်စလင်အာပရိသတ်တွေထဲကလည်းယန်နားလည်စေချင်တယ်ဒါဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင်ဘလို့ပုံစံတောင်းချမ်းလဲဆိုကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့ဒါမှပဲကျွန်တော်တို့ကဆွေးနွေးတော့မှာဖြစ်ပါတယ်ဘောရောကဲဒါဆိုတော့ဒီကိစ္စကိုကြည့်ပါအောင်တစ်ချက်တော့ Okay. 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 A dress code might be a choice of the senators, but racism should not be the choice of Sen the Senate. This is a racist senator, senator displaying playing senator, racism senator and Islam senator, the president, and senator someone from so what Senator Faruqi. That Senator Faruqi. Oh. You in the chair. Senator Faruqi, you resume your seat. Oh. Hmm? Senator Faruqi. It is you in the chair. Senator Faruqi, you resume your seat. <laughs> Daka Senator Ola Hansen pinet. Tu ba chao alu miu wo thara de, tui na? Ah. Motion two fifty moved by uh, Senator Askew on behalf of Senator Bragg be agreed to as passed to the right of the chair, nose to the left. Is this is this a point of order? Yeah. Senator, Senator Thorpe, <laughs> Senator Thorpe, Senator Thorpe, oh. Senator Thorpe, resume your seat. Senator Thorpe, Senator Thorpe, resume oh. your seat. This matter has been considered before. Dress is a matter for individual senators conscience and the chamber attendants have verified that this is a senator. Huh. If Senator Askew is comfortable in counting that senator, <laughs> then otherwise she can notify the matter to me. This matter has been considered before. Huh. Senator Thor. Huh. Senator Thor. <laughs> no, I don't turn up, man. Senator Ford. Senator Faruqi. President, a dress code might be a choice of the senators, but racism should not be the choice Senate, of Sen- the Senate. This is a racist senator, senator displaying blatant senator, racism in Islam. senator is the <laughs> senator, and Islamic president. And senator someone, someone senator should Faruqi. Faruqi. That, senator Faruqi. And it is you in the chair. Senator people Faruqi. That resume your seat. Yeah. Okay. Senator Payman, on the same issue, I take it. Yeah, Boraro. The Northern Bijime. The Northern Bima Chichin Lima, a two chow lego to no chimjava assay. A corner Muslim over Sachine, a mutamine. Sana ye, Zodo Jong Dema will not let you a mutamika. ပေါ်လိုင်းဟက်ဆန်လို့ခေါ်တဲ့အမျိုးသမီးလွှတ်တော်အမတစ်ယောက်ပါဆိုတော့သူကဘော်ကာလို့ခေါ်နေတဲ့မွတ်စလင်အမျိုးသမီးတွေဝတ်တဲ့ကောင်းမီချုံဝတ်စုံကိုဩစတြေးလျရဲ့ public မှာမဝတ်ဖို့ဆိုပြီးမှဥပဒေကျမ်းကိုလွှတ်တော်မှာတင်သွင်းခဲ့တယ်။ဒါမဲ့ဒီလွှတ်တော်မှာပေါ်လိုင်းဟက်ဆန်ရဲ့ဥပဒေကျမ်းကိုတစ်ချက်လေးတော့မကြည့်ပဲနဲ့ပေးချပလိုက်တာ။ ခါကျတော့သူ့ရဲ့အဆူတင်းတွမှုကိုဩစတြေးလျကပိတ်ပင်တားဆီးနောက်ပိုင်းမှာတော်တော်လေးဒေါသထွက်လာတယ်။ဘာဖြစ်လို့မကြည့်ဘဲနဲ့မဆွေးနွေးဘဲနဲ့ချက်ချင်းပေးချကြတာလေဆိုမှနာယီပိုင်းရဲ့တွင်မှာအဒီလွတ်တော်အမပေါ်လိုက်ဟာစင်ကခဏအပြင်ထွက်ပြီးမှသူကလုံးဝမျက်လုံးမျက်လုံးပဲပေါ်ထားတဲ့တကူလုံးကိုအနက်ရောင်ဝတ်စုံနဲ့လွတ်တော်ထဲပြောင်းဝင်လာတယ်။အဲအဲ့ဒီမှာခုနကစပြီးသူတို့ကပြစ်နာတက်နေတာပဲ။ အတကုံဟဲတော့ဟေးလာဟောက်လာနေနေကြတယ်ရီချာမန်ကတော့လူတဦးတယောက်ကသူကြိုက်တဲ့အဝတ်စားရိုင်းဝတ်လို့ရတယ်ပေါ့အဲ့ပြောတယ်သူတို့က racist လို့ဘာညာလို့သူတို့ပြောနေတယ်ဒါပေမဲ့ Australia Australia ရဲ့လွှတ်တော်က democracy ကိုဆန့်ကျင်တာလားဆိုပြီးမှနှစ်ဖက်ခွဲချနှစ်ဖက်ခွဲချတယ်ပေါ့ခုနှစ်ဖက်ခွဲချတယ်ပေါ့တစ်ဖက်က polarization ကတင်းတွန်းထားတဲ့မူချမ်းကို အနည်းဆုံးတော့လွတ်တော်အမတ်တွင်ကကြီးတင်နဲ့ဖတ်တင်တယ်ပြောတင်တယ်ဆွေးနွေးတင်တယ်ပေါ့ဆိုတူယူလာတူယူဆောင်လာတဲ့မူချာကိုလုံးဝမကြည့်ဘဲနဲ့ direct pitch up လိုက်တာဒါဆိုတော့ဒီလွတ်တော်အမတ်ကိုစောက်ခယူမဆိုင်တာလားဒီမိုကရေစီမှာဘာလို့လူတစ်ယောက်ရဲ့မူချန်လူတစ်ယောက်ရဲ့ voice ပေါ့နော်ဘာလို့မချောင်းနားမထောင်ပေးကြတာလဲဆိုမင်းတို့က racist racist လို့ခေါ်တာဘာသာရေးကိုဆိုခါတာဘယ်လူမျိုးရွက်ခွဲခြားတာဘယ်လို့ခေါ်တာ ဘာဖလို့ပေါ်လိုက်ဟောစင်ရဲ့မူချဲကိုခမရုမဖတ်ချင်တယ်ဆိုပြီးမှသူ့ဖက်ကိုရက်တီပဲတဲ့လူတွေလည်းရှိနေတယ်ပေါ့နော်ဆိုတော့အခုလိုမျိုးကအတော်တော်လေးပြဿနာဖြစ်နေတယ်ဆိုတော့ဒီထိုင်ခေါ်မှာသူက လာပြီးမှအေးဆေးထိုင်တယ်လွတ်တော်ထဲမှာကောင်းမီချုံဝတ်စုံနဲ့သူဝတ်လာတဲ့ကိစ္စကအခုဆိုတော့ဒုတိယအကြိမ်ဖြစ်လာတယ်2017လုံးကလည်းသူကလုတ်ခဲ့တယ်သူဘာကြောင့်အလိုလုတ်ခဲ့လဲဆိုတော့သူကိုယ်တိုင်ရှင်းပြထားတဲ့ကကျွန်တော်နောက်မှပြန်ရှင်းပြမယ်ပေါ့နော်သူကတော့ ဒီအိုစီမာနေထိုင်တဲ့မွတ်စလင်တွေကအော်စလီအော်စတြေးလျရဲ့လူမျိုးယဉ်ကျေးမှုနဲ့ဒလစ်ပုံစံဒလစ်ထုံးစံနဲ့ခမရတို့နေထိုင်တဲ့တဲ့ခမရတို့မွတ်စလင်ရဲ့ယဉ်ကျေးမှုခမရတို့မွတ်စလင်ရဲ့ကြိုက်တယ်လို့နေလို့မရဘူးအော်စတြေးလျကခရစ်ယာန်နိုင်ငံဖြစ်တဲ့ကျွန်တော်တို့ကတီထောင်ထားတဲ့နိုင်ငံဖြစ်တယ်ဆိုတော့ခမရတို့အော်စီမာနေတယ်ဆိုတော့အော်စီနီးနဲ့ရောမမာနေမယ်ဆိုရောမရောမလူမျိုးနေဆိုတဲ့အထာမျိုးနေပေါ့နော်ဆိုတော့ အိုစီမနေမယ်ဆိုရင်အော်စတြေးလျရဲ့ရင်ချင်းမှု culture ကိုမင်းတို့ကထိန်းသိမ်းရမယ်မင်းတို့မွတ်စလင်ကကြိုက်တယ်လို့နေလို့မရဘူးဆိုမှသူကအမေရန် fight နေလူတယောက်ဖြစ်နေပေါ်လိုက်ဟန်ဆန်ကလည်းဆိုတော့မွတ်စလင်အချမ်းဖက်မှုနဲ့ပတ်သက်လာပြီးအမေရန် fight fight နေတဲ့တိုက်ခတ်နေတဲ့လူတယောက်ဖြစ်နေတယ်ဆိုတော့ခုနသရောကပြောနေတယ်လှတ်တော်မှာဒီတချို့လှတ်တော်ကပေါ်လိုက်ဟန်ဆန်ရဲ့လောက်ရက်ကိုစန့်ကျင်ပြီးမှကန့်ကွက်ကြတယ်လူမျိုးရေးခွဲခြားမှုဖြစ်တယ်နော်ဖွင့်စည်းဖို့အခြေခံဥပဒေနဲ့မငီဘူးစသဖြင့်ပြောနေတယ် ဆိုတော့ခုနဒီပေါ်လိုက်ဟဲ့ဆက်ကိုအဒီထွတ်တော်အယုံသေးကနေဆွေးထုတ်ဖို့အထီတော်တောင်းဆူထားတယ်ပေါ့ဒီကောင်မကြီးကိုထုတ်ပါဆိုမှလွတ်တော်မတကတောင်းဆူထားတယ်ကျွန်တော်ခုနကျွန်တော်တို့ပြောတဲ့အတိုင်းပါပဲ individual ပိုင်းဆိုင်ရာသူမှာစိုက်သူဝတ်ပိုင်ခွင့်တော့ရှိတယ်ပေါ့ဒါအဖက်မှာတစ်ဖက်ရှိသေးတယ်ပြီးတော့ Fatima အဲ့ဒီမှာ Fatima ဒီ Muslim မလေးရှိတယ်အဲ့ဒီ Fatima ကလည်းအရင်တော့က ပါလက်စတိုင်းတွေဟမတ်စ်တွေကိုအားပေးပြီးမှအိုစီကိုတိုက်ခိုက်နေတဲ့လွှတ်တော်မရှိသေးတဲ့အဲ့ဒီလွှတ်တော်မဖာတီမာနဲ့ပိုလိုက်ဟက်ဆန်ကလုံးဝမတည်ဘူးဖာတီမာကမွတ်စလင်မမွတ်စလင်မဲဆိုတဲ့အမျိုးသမီးကောင်မတယောက်ဖြစ်နေတယ်ပိုလိုက်ဟက်ဆန်ကလည်းခရီးယာမခရီးယာဆိုတဲ့အမျိုးသမီးဖြစ်နေတယ်ဘောဆိုတော့ဖာတီမာကလာပြီးမှဘာသာရေးတစ်ခုကို မလေးစားတာပဲမွတ်စလင်တွေအော်စတြီးယားမွတ်စလင်တွေကိုမလေးစားတာပဲဆိုမှ ပြောနေတယ်ဘောနော်အဲ့ဒီနောက်ပိုင်းမှာ ်လွတ်တော်ရဲ့အဆောက်အအုံမှာထွက်ခွာသွားဖို့အမင်းရင်ပေးခိုင်းပြီးမှနော်အထက်လွတ်တော်တွေကနော်အတူကဘာဖြစ်လို့ဆွေးမထုတ်ကြတာလဲပြီလို့မထွက်ကြတာဆိုအိုနေကြတယ်ပေါ့တချို့တချို့လွတ်တော်တွေကအမသူတို့ရဲ့လွတ်တော်ရဲ့ကရက်တွေကမငင်တော့ဘူးအဲ့ဒီလွတ်တော်ရဲ့အစည်းအဝေးကိုကျင်းပနေတာကိုသူတို့ကရည်ရည်ရဆိုင်ပလိုက်တာအစည်းအဝေးကိုပိတ်တဲ့အထိဖြစ်သွားတာပေါ့နော်ဆိုတော့ပေါ်လိုင်းဟက်ဆန်ကတော့ one nation party council ဖြစ်နေတယ် ဩစတြေးလျနိုင်ငံမြောက်ပိုင်း Queensland ပါเนาะ Queensland ရဲ့ပြည်နယ်ကူးစလေလွှတ်တော်အမဖြစ်တယ်ဆိုတော့ကိုတော့အတိပေးဆက်ချင်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတွေးရအောင်ဒီကိစ္စနဲ့ပတ်သက်ပြီးမှအတောင်းချမ်းထားတဲ့ကိစ္စကိုကျွန်တော်တို့ဆက်လက်ပြီးကြည့်ကြအောင်เนาะတစ်ချက်လောက်အာကဲဟောလုံးပြန်ကြည့်အောင် what else would I be talking about, uh, Deputy President? Because the Fatima Hamas the api nere lutia api nere. Aye nonga le Australia ko atakong tai kai nere na ngay to mapi The Fatima ne bola hesenka alo amatere ni api Muslima Fatima ka le tuka lito do mat pi So tuka pi nere. Uh, bola hesenka daga Muslim kuma မလေးမစားလို့တာပဲဆိုမှလုပ်ခဲ့တယ်။အရင်တုန်းကဒီမွတ်စလင်မကဖာတီမာကိုအငေါ့ခဲ့ဖူးတာခင်ဗျားတို့တွေ့မိလားတော့မသိဘူး။ကျွန်တော်ပြမယ်တစ်ချက်လောက်အဲပြမယ်အဲ့ဒါမှခင်ဗျားတို့ပူပြီးနားလေတော့မှဖြစ်တယ်ပေါ့နော်။တစ်ချက်လောက်အဲ့ဒီဖာတီမာကအရင်တုန်းကပိုလိုက်ဟော်စန်ကိုအိုခဲ့ဖူးတယ်ပေါ့နော်။ဖာဒီမာတချက်တော့ โอเคသူတို့ပြပါတော့ Why don't you just look at me when you're saying all these things through the chair gender full to suspend step Okay အရင်တော့ဒီဖာတီမာကပေါ်လိုက်ဟဲ့စံကိုအောင်ခောက်ခဲ့ဖူးတယ်ဒါက11 month ago လုံခဲ့တဲ့စတလာတော့ကလေဒီနှစ်ယောက်ကပြတ်နာတက်ခဲ့ဖူးတယ်နောက်ထောင်ဒီဖာတီမာမွတ်စလင်မကပေါ့နော် orders, when we've got an agenda full of important things that Australians want us to do, and instead of representing your constituents through the chair, Senator Hanson is more caught up in the Section 44. You know what? You've worn the burka. sorry, through the chair. Senator Hanson has worn the burka in this place. Maybe it's time that she pack her burqa and go to Afghanistan and talk to the Taliban about this. Because clearly, when the Labour Party put me up as a candidate, they did their homework. And here it is. Here's the advice, Senator Hansen. Do you want to see it for yourself? Because no, you're in absolute denial. All that Senator Hansen exists under her party's policies in another statement she says oh. bringing in people from south africa at the moment there's a huge amount coming into australia who have disease they've got aids if that is not racist what is it oh it's not racist or oh, somebody bring the dictionary because sandy hansen does not know the definition of racism the dictionary because oh it's not racist If that is not racist, what is it? Oh, it's not racist. Hey, wow. ဇာကလွန်ခဲ့တဲ့၁၇လရုံးကသူတို့နှူးချကပြဒနာဖာတီမာကလောဝါဆယ်ဆယ်နေတာဟန်ဟန်ဆာကိုလွတ်တော်ရင်းမှာအတကုံအိုပြီးမှမင်းကဘာလဲညာလဲလူမျိုးရခွေချမဟုတ်ဘူးလားဆိုတာပြောနေတယ်ပေါ့တော့အဲ့လိုမျိုးလုပ်ခဲ့ဖူးတဲ့လွန်ခဲ့တဲ့လွန်ခဲ့တဲ့ လွန်ခဲ့တဲ့၁၇လတုန်းကသူတို့နှုတ်ရဲ့ပြဿနာအခုဒီကိစ္စကမနေ့ကပြဿနာဆိုတော့ဇင်ကူကဇင်ကူကပါလေမင်းပြောတဲ့ဥစ္စာကဟုတ်ရလားတဲ့ဘာလဲတန်းရွှေလားမင်းပြောတဲ့ဥစ္စာကဟုတ်ရလားတဲ့မင်းစောက်တော်သားပဲမတွေ့ဘူးလားဒီမှာအသက်တင်နေတကွာချပြတာမတွေ့ဘူးလားစောက်တော်သားရင်ငါလည်းခီးကဲဒါဆိုတော့ဒီမှာကြည့်ကြည့်အောင်ဒီကိစ္စကတော့မနေ့ကနောက်ထပ်ဒုတိယအချိန်သူတို့နှစ်ယောက်တိုက်ပွဲဖြစ်တယ်ပေါ့နော်နားထောင်ကြည့်အောင် if if this is about the dress code, she is disrespecting a faith. She is disrespecting the Muslims out yeah. there, Muslim Australians. It's absolutely unconstitutional. This needs to be dealt with immediately before we proceed. That's it. Do ga kulo mio no di wasasi naka longwa ma pshitimbo. Muslim ni ko malay masalo udabe di asiwaji ko sallat မဆောင်ရွက်ခင်မှာဒီကိစ္စကိုဖြစ်ရှိမှဖြစ်မယ်ဆိုမှပြောနေတယ်။အဲ့ဒါနောက်ပိုင်းမှာစီဝေးကပြတ်သွားတယ်။ရရဆိုင်ထားတယ်ပေါ့နော်။ disgraceful set a timer it is a shame ဟွန်းဆရာမင်းကလည်းပြောနေတယ်။ရပြီးမပြောနေတော့မင်းထိုင်ခုံမှာပြန်ထိုင်မင်းထိုင်ခုံမှာပြန်ထိုင်ဆိုမှပြောပြောတယ်။ resume your seat Your position has been made clear. This is a matter for the entire Senate chamber. I have made the previous rulings of this Senate clear. If the Senate wants to change that ruling, that is a matter for the entire chamber. ဆိုတော့ dressing code ကမင်းကလည်းပြောတင်တာပြောပြီးပြီကျွန်တော်တို့ကလည်းဒီကိစ္စအရင်တုန်းကလည်းပြောပြီးပြီเนาะဒီလွတ်တော်မှာ which in that dressing code ကဒီအလောက်ထိပြင်းပြင်းထန်ထန်ဟတ်တာတာမျိုးမရှိဘူးတော့အဲ့လိုမျိုးခင်ဗျားတို့ပြောင်းနေပြောင်းချင်နေဆိုတော့ကျွန်တော်တို့အားလုံးစီဝေးထိုင်ပြီးမှ dressing code နဲ့ပတ်သက်ပြီးမှဆွေးနွေးရမယ့်ကိစ္စဖြစ်နေတယ် Not for me senator rich wilson if this is on the same matter i'm not going to entertain anymore no? Dangerous, Senator Wilson, green? but ask that you rule on her bringing a prop into the Senate. it is not her normal dress code, uh, Deputy President. It is a, clearly a prop to make a political statement. If I was to wear a Greens t shirt in here, <laughs> or if we're on Docker's check center, we will soon get you resume your seat. အာကဲဆိုတော့သူကလည်းအဲ့ဒီဆန်တာဟန်ဆန်ရဲ့အဝတ်အစားနဲ့ပတ်သက်ပြီးမှဝေဖန်လာတယ်။ထိုင်တော့ခမဲလေးထိုင်တော့ထိုင်တော့ဆိုပြောလာတယ်ပေါ့နော်။သူကြိုက်တယ်လို့ပဲလုပ်ရတယ်။ဒီမှာပြန်ပြောလာတယ်။ဒီကိစ္စကကျွန်တော်အရင်တုန်းကပြောပြီးပြီးဆွေးနွေးပြီးပြီးဆိုတော့ပြောနေတယ်။ဆန်တာတော့ဟာ resume your seat Santa. Oh, I've got a taco flower. Hi, that time, or that time, Zima, right. Bibu right. Yara, Charminga. Resume your seat. Senator Faroki, resume your seat. Your seat. Mm. Senator Faruqi, resume your seat. <laughs> Senator Shoebridge, resume, Senator Waters, resume your seat. Uh, no. No, 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 ma, don't yell, le yoga, let me come, but I can all out of, well, tie that, tie this up, do ya? Shoebridge, resume your seat. Uh. No. Senator Shoebridge, I will complete this division. Huh? Then if a senator wishes to dissent from my ruling, they are entitled to. Yeah. There has been a request to cancel the division. Yeah, There's the the there been a request to cancel the division. Does anyone object to cancelling the division? We'll cancel the division. Yeah. That point with my rule, and then you may dissent in the chair's ruling. Senator Thorpe, sit down. 英英姐，沈阳个，阿拉都买个了，可哪可哪谈呢？<laughs> အမေရန်ထားတယ်ဆိုတော့ fine time min time time မပြောရစမှ chairman ကပြန်ပြောရတယ်ပေါ့နော်ဟာ pass senator senator paul senator paul you do not have the call uh senator paul you do not have the call ခင်ဗျားကပြောပိုင်ခွင့်မရှိဘူးထိုင်တော့ထိုင်တော့ဆိုတော့ပြောလာတယ် Eyes will pass to the right of the chair, nose to the left. I appoint Senator Askew, teller for the eyes. Senator Diamond and teller for the nose. Okay, ဒါကတော့လုံးဝအလျှောက်ထွင်းနေတာပဲ။နိုင်ပေါင်းမြောက်စွာရှိသေးတယ်။ကျွန်တော်တို့ကြည့်ချင်တယ်ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးကြည့်မယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီကိစ္စကိုဆက်လက်ပြီးမဆွေးနွေးခင်လင်းမှာအရင်ဆုံးကျွန်တော်ဒီကိစ္စပြောမယ်တစ်ချက်လောက်။ဒီကိစ္စပြမယ်။တို့အဲဆိုတော့တွေ့လားတွေ့လား။တို့ကအဲ့လိုဝင်လာတယ်ပေါ့နော်။အဲ တွေ့လားတွေ့လားအဲ့မှာ acid ထိုင်နေတယ်အဲဒါကဒုတိယအချိန်မှာဝင်လာပြီးမှသူကအဲ့လိုမျိုးဝတ်အဝတ်စားကိုဝတ်ပြီးမှထိုင်တာနော် တွေ့လာမှာဆိုတော့သူကဒုတိယအချိန်မှာထပြီးမှသူတို့ထနေတယ်ထနေတယ်ထပြီးမှ သွားနေတယ်အမသွားနေတယ်တွေ့လာတွေ့လာထပြီးမှသွားနေတယ်အမအော်ဘက်မှာသွားထိုင်တယ်ဟမ် Okay, fine. ဟုတ်တယ်လား? Okay. သူကဘာကြောင့်လို့ဝတ်ထားလဲဆိုတော့ပထမမှာခုနကကျွန်တော်ပြောတဲ့အတိုင်းပါပဲ။သူယူဆောင်လာတဲ့မူချမ်းကိုဆွေးနွေးဖို့ယူဆောင်လာခဲ့တယ်လွတ်တော်မှာလေ။သူ့ရဲ့မူချမ်းကိုပဲသူမှမကြည့်ပေးနဲ့ချက်ချင်းပေပေချပလိုက်တာပေါ့။အဲသူကိုယ်တိုင်ကလည်းဒေါသတွေထွက်ပြီးမှအပြင်းမှခဏသွားတယ်။ အပင်ခဏအသွောပြင်းတဲ့နောက်ပိုင်းမှာဒုတိယအချိန်မှာသူတို့ပြန်ထိုင်ဖို့လုပ်နေတာပေါ့နော်အဲ့ဒီအပင်သွောပြင်းတဲ့ပိုင်းမှာသူဒုတိယအချိန်ဝင်လာတဲ့ခါကျတော့အလုံးဝတကူလုံးကိုခေါင်းတွေဆွပြီးမှအပြည့်နဲ့လာတာပေါ့အပြည့်နဲ့လာတဲ့ခါကျတော့ဒီတချို့လွတ်တော်တွေကဒေါသတွေထွက်နေတယ်အမကွိုင်တွေတက်နေတယ်အစတွေပြက်တာတက်လာတယ်ပေါ့အဲ့ဒါနဲ့ပြဿနာကတက်တယ်အစည်းဝေးကလည်းပြက်သွားတယ်ဒါဆိုတော့သူကိုယ်တိုင်ကဘာပြောခဲ့လဲသူကဘာကြောင့်အလိုလုပ်ခဲ့လဲဆိုတော့ကျွန်တော်နောက်ထောင်ကြည့်ရအောင် Senator Pauline Hanson, One Nation Party Council, who are going to, okay to talk to um, As a Senator, I have a right to move a private member's bill, and that bill was under the Criminal Code Amendment to prohibit the burqa or full face covering in public places. So, now, do do you understand? 就那有上来的木匠家吧嘞，说。 လုံးဝကွာ full face cover ပေါ့မျက်နှာတုံးလုံးကြီး cover မျိုး cover ရဲဘာကလောက်ခွန်တဲ့အမျိုးသမီးတွေမျက်မျက်မျက်နှာစုံမျက်နှာစုံပေါ့ဒါကို public space မှာလူအများရှိမှာမဝတ်သင့်တဲ့ဥပဒေကြမ်းကိုသူကယူဆောင်လာခဲ့တယ်ယူရိုပနိုင်ငံတို့မြန်မာကသူတို့လည်း ban လုပ်နေတယ်ယူရိုပနိုင်ငံတို့တို့မြန်မာကအဲ့ဒီမွတ်စလင်တို့အမျိုးသမီးအားလုံးရှိ public ရှိမှာလုံးဝ public မှာအဲ့လိုမျိုးမဝတ်ဘူး ဘန်ချာတယ်သူကိုယ်တိုင်ကလည်းအဲ့ဒါကိုမူချမ်းမှာယူဆောင်လာခဲ့တယ်ဆွေးနွေးဖို့ပေါ့ဘန်ဖို့လို့ဖို့တာမင်ဖို့ပြောလာကြတယ်ဒါပေမဲ့သူယူဆောင်လာတဲ့မူချမ်းကိုဘယ်သူမှမဖတ်ပြနဲ့တချက်ချင်းငင်းပြပလိုက်တာအဲ့ဒါဒိုဒိုသားထွက်တာပေါ့နော် I want to introduce that bill my concern is as a nation for national security terrorist threats and attacks that are happening တော့သူပြောနေတယ်ကျွန်မအစူးရင်ဆုံးကပါလဲဆိုတော့အဲ့လိုမျိုးတွေဝက်စားလို့ပြီးမှ ျွန်တော်တို့ရဲ့နိုင်ငံရေးလုံခြုံရေးကျမတို့ရဲ့နိုင်ငံရေးလုံခြုံရေးကိုကြောက်စရာကောင်းတယ်ကျွန်တော်ကျမဆိုရင်တဲ့ terrorist တမားတွေကဒီလိုပဲလုပ်ပြီးမှအကြမ်းဖက်မှုတွေလုပ်နေကြတယ်ဆိုတော့နိုင်ငံရေးလုံခြုံရေးရဲ့အတွက်ဒီအာလုံးဝတကူလုံးကိုစွန့်ပြီးမှကိစ္စရှိကိုတာမင်ချင်တယ်ဆိုမှ introduce လုပ်ချင်တယ်အဲ့ဒီမူမူချမ်းကိုလုပ်ချင်တယ်ဆိုပြောလာတယ် that the women's rights that they're not forced to wear the full burqa against their will and it's um you know i think it's it goes against our culture and our way of life ဒါတော့မကဘူးအခုလိုမျိုးမွတ်စလင်တမားတွေကတကူလုံးကိုဝတ်စုပ်ပြီးမှလုပ်နေတာအော်စတြေးလျရဲ့ရင်ကျေမှုကိုလည်းဆန့်ကျင်တယ်ကျွန်တော်နေပုံထိုင်ပုံမဟုတ်ဘူးဆိုမှပြောလာတယ်ကျွန်တော်ကျွန်တော်အမေကပြောနေတယ်။အိုစီမလာတယ်ဆိုတော့အိုစီဂျင်ချင်းမှုနဲ့ကိုက်ငြိအောင်နေထိုင်ကြပါဆိုမှအစုရကိုယ်တိုင်ကလည်းတောင်းဆိုနေတယ်ပေါ့နော်။ This why I want to introduce the bill. Now I just started to introduce the bill. and it took one voice, Andrew. There was a couple actually said no, denied me the right. So straight away they denied me the right to ban the burqa. So I actually left the chamber, I went up, and I put the burqa on. I thought, well, if you won't ban the burqa, then I'm going to wear it. so I the beyond so the burqa, jigu kamero. Matasi was in a chama with medicine. Camero Matasi, Chimbusu in Chama with Messima to be on it. To up in Dobima, any bagajigo to wet ဝတ်လာပြီးမှဝင်လာပြီးမှထိုင်နေတယ်အမှသူတို့ကပြက်နာတော့တက်နေတယ်သူပြောတာမှိုက်ရတော့သူရဲ့ defense ကရမှိုက်တယ်သူရဲ့ argument ကရမှိုက်တယ်ဒီအဝဆုံးကြီးကိုတာမင်ဖို့တောင်းဆိုတယ်လွတ်တော်ရင်ကလွတ်တော်ရင်ကမကြိုက်ဘူးမတားဘူးဘာငယ်မဆွေးနွေးဘူးခမရရဲ့အမှုချမ်းကိုလည်းကြည်မှာမဟုတ်ဘူးဆိုမှပြောနေကြတယ်အကောင်းတယ်လေဒါဆိုလို့သူပြင်ထွက်တယ်ဆိုတော့အဲ့ဒီဘက်ကကြီးကိုဝက်လာပြီးမှဝင်လာတယ်သူက

ဆိုတော့ဒီတချို့လူတွေကလုံးဝကိုကောက်ချစ်လင်းလေတဲ့လူတွေပဲဆိုပါပြောလာတယ်ပေါ့နော်ကဲဒါကတော့သူရဲ့အဓိကတောင်းဆိုချက်ဖြစ်နေတယ်2017တုန်းကလေပိုလိုက်ဟက်ဆန်ကဒီကိစ္စကိုတာမင်ဖို့ပြောခဲ့ဖို့တယ်2017တုန်းကပြန်တာကြီးကြီးရောက်ဟွန်း2017တုန်းကလေသူကဒီလိုမျိုးဝက်ပြီးမှအလွတ်တော်မှာပေါ့နော်

Attorney General Senator Brandis ကဲဒါကတော့ကျွန်တော် OC ရဲ့လက်တော်အမတ်တွင်ရဲ့ပြဿနာကတော့အလောက်ပါပဲပေါ့ကျွန်တော်ခြုံငုံပြီးမှပြောရမယ်ဆိုရင်တော့ Polite Hassan ကတော့ဒီ Muslim တွေကို OC မှာလာနေမယ်ဆိုရင် OC နေပုံထိုင်ပုံနဲ့နေထိုင်ကြပါ assimilate လုပ်ကြပါခမရောမွတ်စလင်နေပုံထိုင်ပုံနဲ့လာမလို့ကြနဲ့ OC မှာဆိုပြီးမှသူကတော့ သူ့ရဲ့အဓိကပေါ့သူ့ရဲ့ရွေးချက်ကတော့အဲ့ဒါပါဆိုတော့ဒီအခုနောက်ပိုင်းမှာမွတ်စလင်တွေရဲ့လွှမ်းမိုးမှုကတဖြည်းဖြည်းနဲ့ကြီးလာတယ်ဆိုတော့လေလူတွေကစိတ်စိုးရင်လာကြတယ်ပေါ့ UK မှာလည်းမွတ်စလင်တွေကုံလုံးကဖုံလွှမ်းတာပြီးတော်တော်လေးစိုးရင်လာကြတယ် US မှာလည်းမွတ်စလင်တွေကဖုံလွှမ်းလာတယ်ဆိုတော့အရင်စိုးရင်လာကြတယ် Europe ကအစား France လိုပါငါတို့မွတ်စလင်တွေပြီးပြီးသွားပြီဆိုတော့မွတ်စလင်တွေကသူတို့ကြိုက်တဲ့နီးသူတို့ကြိုက်တဲ့ style သူတို့လမ်းမှာလည်း ဖျားရီရှိခုကားရီယထားရီမသွားနိုင်အောင်လေလမ်းမှာနော်ထိုင်ပြီးမှလိုင်းလေကောင်ကြီးမှာဆူတောင်းလိုက်ပါငါလုံနေတဲ့ခါကျတော့လူရင်ကအဲ့ဒါအမင်ကက်လာတယ်ပေါ့နော်ဆိုတော့မင်းတို့မွတ်စလင်တွေကအနောက်နိုင်ငံမှာလာနေနေမယ်ဆိုရင်တော့အနောက်နိုင်ငံရင်ချင်းမှုနဲ့ကိုက်ညီအောင်နေထိုင်ကြပါခမရတို့စတိုင်နဲ့ခမရတို့နေတဲ့ပုံစံမျိုးနဲ့အနောက်နိုင်ငံမှာလာမနေကြနဲ့အော်စီရော UK ရော Europe တို့ US တို့ကတော့ခရီးရန်နိုင်ငံဖြစ်နေတယ်ခရီးရန် lifestyle နဲ့ လူဖြူတွေ lifestyle နဲ့အနောက်နိုင်ငံ lifestyle နဲ့ကန့်ညီအောင်နေကြပါဆိုမှအခုနောက်ပိုင်းနိုင်ငံကြီးတမားတော်တော်များများကလည်းပြောလာတာရှိခဲ့တယ်အခုကျွန်တော်တို့အော်စီမှလည်းလွှတ်တော်မှလုံးဝကွယ်လို့ဘုံကကျွန်တော်ကြည့်ချင်သေးတယ်ဆိုစက်ကြည့်လို့ရသေးတယ်ပေါ့နော်အာပညာပြသွားတာဟုတ်တယ်ပညာသားပါပါတကွပြလိုက်တာပေါ့အဲ့လိုလိုဖြစ်သွားတာဆိုတော့ကျွန်တော်တစ်ချက်နောက်အာပြအောင်မယ်နောက်ဆုံးနောက်ဆုံးချိန်ပေါ့အာ

Clearly, what has happened today is not a genuine demonstration of faith. In fact, it is the middle finger to people of faith. It is extremely racist and unsafe. And I would like you to reconsider your earlier ruling that it is not. So တခြားယုံကြည်သူတွေရဲ့ခါယူချက်ကိုစော်ကားတာပဲဒီလိုမျိုး middle finger ပြသွားတာပဲဆိုတော့ပြောသွားတာပေါ့နော် middle finger ဆိုတာကလည်းပြောပြတာပါနော် fuck you ကိုပြောပြတာပါဒါကြောင့် DC ဝဲကြီးကိုကျွန်တော်တို့ပြတ်ရွှေ့မှဖြစ်မယ်ဒီမှာတောင်းဆိုရပေါ့နော် in this senate to draw attention to a religion that this person does not even subscribe to said the government senator brandis said at the top all right so with whose သူတို့ကယာယီတော့ပိတ်ထားတယ်နော်ပိုင်းကြမှာဒီစီဝေးကိုအောင်မင်းအောင်တော့ပြန်လို့တယ်ထင်တယ်ပေါ့နော်โอเคဇာကတော့ကျွန်တော်အိုစီနိုင်ငံမှာလွတ်တော်ရဲ့ပြဿနာလွတ်တော်ရဲ့အာကရက်ထတဲ့ကိစ္စအကြီးကိုဒီလောက်နေပဲအဆုံးသက်ခွန်လို့ပြရစေခုလိုမျိုးကြီးရှုတဲ့အားပေးတဲ့ပရိသတ်အားလုံးပေါ်မှာကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျတယ်ဆိုရင်လည်း subscribe လို့ page အပြင်အားပေးလို့ရပါတယ် thank you so much for watching beautiful people i love you guys take care god bless i'll see you soon bye bye